ဗုဒ္ဓဘုရားသမီးများတွင်အခုဝင်ရောက်ဖြတ်သန်းမဲ့9လပိုင်းဇူလိုင်လ10လတာရဲ့ကံကြမ္မာအခြေအနေများကိုပြည်ပြည်စုံစုံလေးဟောပြောပေးမှာပါကျွန်တော်ရဲ့မိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုစတင်ကြည့်ရှုပြီးဆိုရင်ကိုပဲဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရှားပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်ကဘေးနေကိန်းနဲ့ဟောပြောပေးမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာ terror cut နဲ့ ကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓဘုရားမိများဟာကုဝီဝင်ရောက်ဖျက်တတ်မဲ့ခွန်းလာပိုင်းဆိုတဲ့တလာတာကာလာအတော်အတွင်းမှာခရီးနဲ့အကျိုးပေးပါတယ်သွာလာလှုပ်ရှားမှုတွေကြုံတွေ့ရပါလိမ့်မယ်ဒါ ਈ လိုပဲပြောစကားဆိုစကားတွေမှာအောင်မြင်မှုတွေရှိနိုင်တယ်လို့တွေ့ရပါတယ်ခင်ဗျာဒါ ਈ လိုပဲ ပညာရေးပိုင်းတို့ဘာသာရေးပိုင်းတို့ ਨੇ ပတ်သက်ပြီးတော့လည်းပဲကံကောင်းတဲ့တလတာကိုရောက်ရှိနေခြင်းဖြစ်ပါတယ်အဲ့တော့ပညာရေးမှာကြောင်းတဲ့နေတဲ့သူတွေသင်တန်းတဲ့နေတဲ့သူတွေစောင့်ဝဲဖြည့်တဲ့သူတွေနောက်အင်တာဗျူးဖြည့်ရမယ့်သူတွေမှာအောင်မြင်မှုတွေရရှိပါလိမ့်မယ်မိကောင်းဆွေကောင်းဆရာသမားကောင်းတွေရဲ့အကူအညီကောင်းတွေကိုရရှိပါလိမ့်မယ်မိသစ်ဆွေသစ်တွေလည်းပဲရရှိပါလိမ့်မယ်ဘာသာရေးပိုင်းနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့သူတွေကလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေကိုရတတ်တဲ့အထိတ်တန်တွေအောင်သွားတာတို့အထိတ်တန်တွေစပြီးတော့ လုံးဖြစ်တာတို့ပေါ့နော်ထူးထူးခြားခြားအတိရူးညံတို့အတွေးတို့တရားတို့အမြင်တို့တွေရသွားတာမျိုးတွေလည်းပဲရှိတတ်ပါတယ်ငါလို့ပဲညီကိစ္စလိုဟာမျိုးအမွေကိစ္စလိုဟာမျိုးတွေစောင့်ရဲရမဲ့သူတွေခါလည်းပဲအောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဘာတွေမှာသွားခရူးဆိုင်ဖို့လိုလဲဆိုတော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းတွေမှာတော်တော်လေးခရူးဆိုင်ဖို့လိုပါတယ် ကိုကိုချစ်ခင်ယုံကြည်တဲ့သူတွေတည်းဆိုရင်မလိုမုန်းထားတဲ့သူတွေနှောက်ရက်တိုက်ခိုက်ခြင်းတဲ့သူတွေနဲ့ပို့ပြီးတော့ကြုံတွေ့ရတတ်တဲ့လာတလာတာလို့ပြောလို့ရပါတယ်အဲ့ဒါလေးတွေကိုသတိထားပါ နောက်ကျမ်းမာရေးပိုင်းဂယူဆိုင်ပါ နေထိုင်မကောင်းဖြစ်တတ်တယ်မကျမ်းမာမှာဖြစ်တတ်ပါလေအဓိကကြတဲ့အလောက်ကန်အခြေအနေတွေကိုဟောရမယ်ဆိုရင်လည်းသိတော့အားမရှိပါဘူးလုပ်ငန်းခိုင်ငန်းပိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုလေးတွေပြဿနာလေးတွေ ကြုံရတတ်ပါတယ်အလုံးမစိတ်မပါတာတို့အလုံးမစိတ်မပျော်ရွှင်တာတို့အလုံးမပြဿနာသေးတာနဲ့ကြီးတာနေတာမင်းများတာကွာသွားပြီးတော့ပေါ်ပေါက်လာနိုင်တဲ့အခြေအနေတွေဖြစ်တတ်ပါတယ်ခယူဆိုင်ဖို့လိုပါတယ်ငွေကြေးကိစ္စတွေမှာလည်းမတင်မကြဖြစ်နေတတ်ပါတယ်ရစရာရှိတဲ့ငွေတွေမရသေးဘူးရတော့ရမယ်ဒါပေမဲ့ကြာနေတယ်ပေးစရာရှိတဲ့ငွေကြေးကိစ္စတွေမှာမပေးနိုင်သေးဘူးမဖြည့်ရှင်းပေးနိုင်သေးဘူးပြီးတော့ပေးမယ်ဒါပေမဲ့ ကြံ့ကြာနေတယ်ဆိုတဲ့အနေအထားမျိုးတွေကိုတွေ့ရပါတယ်။ဒါမှမဟုတ်ငွေကြီးဟာအဲကြံ့ကြာခက်ခဲမှုတွေနဲ့တူမြ мян ဆန်ဆန်ပေါ့အစင်မပြေနိုင်တဲ့ပုံစံမျိုးလေးတွေဖြစ်နေတယ်ဆိုတာကိုတွေ့ရပါတယ်။အဲ့တော့ယန်နေအတိုက်ခိုက်တွေရှိခဲ့မယ်ဆိုရင်ဒါတွေကိုဖြတ်ကျော်နိုင်ပါလိမ့်မယ်။အမှုခင်းပြဿနာလိုဟာမျိုးပြောရဆိုတာဖြေရှင်းရမယ့်ကိစ္စမျိုးတွေရှိခဲ့ရင်လည်းပဲအောင်မြင်မှုရနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ခင်ဗျာ။ကြတာကတော့ ုရဟူသားမိများပြကနဦးဗေရင်ကိန်းနဲ့ကြည်ပြီးတော့ကျွန်တော်ဟောပေးတာပါကျွန်တော်ရဲ့ဟောချက်လေးတွေကမပြည့်စုံသေးပါဘူးတေရော့ကန်နဲ့ထပ်ပြီးတော့ကန်ကြမ္မာဖတ်ကြားပေးဦးမှာပါဒီမှာဗေရင်ကိန်းကအရာကြီးတဲ့အခါမှာတော့ဘုရဟူသားမိတွေကသိပ်ပြီးတော့တောင်းပါတယ်ဆိုတဲ့အရာတွေတက်ပေါ့နော်နည်းနည်းလေးညှင်းစေတဲ့အကြောင်းအရာလေးတွေကပူများနေသလိုမျိုးလည်းပဲဖြစ်နေတယ်ဆိုတာကိုတွေ့ရပါတယ်เนาะကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗေဒီမင်းမြန်းကျင်တဲ့မိသိများကကျွန်တော်ရဲ့ TikTok ဘိုင်အိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားရှိပါတယ်။အရင်ကနေဆက်သွယ်ပြီးတော့စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာ။တဦးချင်းတယောက်ချင်းရဲ့ကင်ကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်လေးကိုကျွန်တော်ပို့ပေးတယ်။ကိုတိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်။အဲနောက်ပြီးတဲ့အခါမှာလိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးတာမျိုးတွေရှိပါတယ်။ညံမူဇော်ကားကားတဦးကို2000ကျပ် ်ယူပါတယ်ခင်ဗျာနောက်ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်ခေါဏလာပိုင်းတရက်နေ့ရနေစပြီးတော့ဆယ်ရက်နေ့ဒီရန်ကုန်မြို့သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ကျွန်တော်ရဲ့ဗီဒီယိုရုံးကမ်းမှာအပြင်မိတ်ဆွေများနဲ့အဲတွေးဖို့စီစဉ်ထားတာရှိပါတယ်ကျွန်တော်နဲ့အပြင်မှာလာရောက်တွေ့ဆုံမေးမြန်းခြင်းနဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok Messenger ကပဲဖြစ်ဖြစ် ် Viber Telegram ကပါဖြစ်ဖြစ်ကြိုတင်ပြီးတော့ဆက်သွယ်စာရင်းပေး booking လုပ်ပြီးမှလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓဟူသားမိများတွေကျွန်တော်တဲရော့ကတ်လီနဲ့ကကြမှာဖတ်ချပေးမှာပါဘုရားဟူသားမိများတွေတဲရော့ကတ်ချိုးလိုက်တဲ့အခါမှာဒီခုခုနလပိုင်းထဲမှာကြီးကြီးမားမားတိုးတက်အောင်မြင်မှုတွေကိုရရှိနိုင်တယ်လို့ခေါင်းပူစရာစိတ်ရှုပ်စရာတွေလည်းပဲ ကြုံရတတ်ပါတယ်တဲ့เนาะအဲအောက်လက်နယ်သားတို့သားသမီးတို့ ਨੇ ပတ်သက်ပြီးတော့စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေရရှိနိုင်လိမ့်မယ်လို့တွေးရပါတယ်လင်းလင်းမြန်းမြန်းလှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်လာကိစ္စရပ်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာအဲ့တော့တေရောကတ်ကဲ့နေထားကတော့မဆိုးလာပါဘူးကောင်းမွန်တဲ့နမိတ်ပုံကို တွေ့ရပါတယ်เนาะအဲ့တော့အဓိကအကြံပေးချင်တာကတော့ပျော်အောင်နေပါစိတ်ချမ်းသာအောင်နေပါနောက်ခလေးငယ်လေးတွေကိုမုံဝဲကြည့်တာလို့မုံဘိုးပြတာလို့လုပ်ပေးပါကိုကြောင့်ခလေးလေးတွေပျော်ရလေကိုရဲ့ကံတွေပိုကောင်းနေပဲလို့လည်းပဲတွေ့ရပါတယ်เนาะအဲ့တော့ရေရေအနေနဲ့ကတော့ကိုအိမ်ကဖះမှာ တပြေညို့၆ညို့ရဲ့ရွက်လှညို့လင်းညို့ရဲ့နှစ်မျိုးတွဲပြီးတော့လူလိုက်ပါ။နောက်ရှောက်သီးတို့တပကံကိုဖះမှာလှူဒန်းပေးပါ။ဝယ်ပြီးတော့ပဲလူလူကွားကိုတုတ်ပြီးတော့ပဲလူလူပေါ့နော်။တပြေ၆ညို့ရွက်လှလင်းညို့နှစ်မျိုးပေါင်းပြီးတော့ပန်းအိုးတအိုးထဲမှာလှူပါ။အတာအိုးလိုအိုးလေးနဲ့ဆိုပိုကောင်းပါလေ။နောက်ရှောက်သီးတို့တပကံကိုလှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေပွင့်လန်းဖို့အစအစအရာရာအလုံးမှာအဆင်ပြေဖို့အတွက်ဆူတောင်းပေးပါလို့ဒါအကြံပြုပေးလိုက်ပါရစေ။ဗီဒီယိုခိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်သဘောကျနေတဲ့လို့အပေါ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ